အားလုံးပဲမင်္ဂလာပါ Hey Channel ပဲခင်မဲပဲရနေကြစပါဒီနေ့ပြောပြတော့မယ့်အကြောင်းကတော့ Warcraft 3နဲ့ပတ်သက်တဲ့အကြောင်းအနေလေးဖြစ်ပါ Warcraft 3ကိုတော့ Blizzard အနာထိုင်မှာငါထောက်လုပ်ခဲ့ပြီးတော့နောက်ထပ်ခုနှစ်ဇူလိုင်လ3ရက်နေ့မှာ Region of Chaos ကိုထောက်ခဲ့ပြီးတော့ Expansion နဲ့နောက်ထပ်3ခုနှစ်ဇူလိုင်လ3ရက်နေ့မှာ Frozen Throne ကိုဖျက်ချခဲ့ပါတော့ဖြစ်ပါ Game ဟာ Immortal ကြော်ကြားတဲ့ Game မျိုးသားဖြစ်ပြီးမှဒီ Game ကနေတစ်ချက် Dota ROM Mobile Legends ပေါ်နောက်ကနေတော့ဂိမ်းတွေဖြစ်ပေါ်လာခဲ့ရဖြစ်ပါတယ်ဒါကတော့မိုဘိုင်းဂိမ်းရဲ့အစဂိမ်းတစ်မျိုးဖြစ်ပါတယ် ဒိန်းထဲမှာတော့ role လေးခုရှိရပေါ့ human human blue orc blue night elephant နတ်တငယ် and တမျိုးလိုဖြစ်ပါလေ World War 3ရဲ့အကျိုးသက်ရောက်မှုတွေကတော့ Dota Deathfall အေးဆန်းနဲ့ Mobile Generation Anwan Dota 2 Mobile Legend ကိုစပြုခဲ့ရဖြစ်ပါတယ်။ RTS တမိုင်းထဲမှာအရေးပါဆုံး game တစ်ခုပြန်မတားခံရပြီးတော့မှ eSport ဆော့ပိုင်းခင်မှာလဲ World War 3ရာထိတ်ဆုံးနာမည်ကြီးရောက်ခဲ့ပါ World War 3လောကနဲ့ World of Warcraft WoW MMORPG 2004ထွက်ရှိလာခဲ့ပြီး game ရဲ့တမိုင်းကြောင်းလဲပြောင်းလဲခဲ့တာဖြစ်ပါတယ်။ကြည့်ယူပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Channel တက်ဆို Like and Follow လုပ်ခဲ့ပြီးကြပါအောင်။